ားလုံးပဲမင်္ဂလာပါနော်အခုကျတော့ဗောလေနော်နန်းဦးလွင်နားမှာရောက်ရှိနေရဗောလေနော်အခုကျတော့ဗောလေနော်ညီမငါလင်ဘေးတင်နေဗောလေနော်အခက်ခဲဖြစ်နေတဲ့နေရာမှာဆိုအခုဒီနေရာဆိုဂျောင်းဗောလေနော်ဒီဟာဘယ်နေရာလဲမသိဘူးကံကောက်အရှိကံကောက်အရှိထွန်းထွန်းကံကောက်အရှိထွန်းထွန်းနားအခုဒီမှာကျတော့အိမ်ပြသွားတဲ့အိမ်တွေပဲအိမ်အိမ်ကငါဘယ်နေအိမ်လောက်ပါတော့လေဒီက20 20တခါ20တခါငါလင်ဘေးဖြစ်ပြီးမှအခက်ခဲဖြစ်နေတယ်ရော ော်ဒီမှာကျတော့စစ်ဆောင်တွေရောစစ်ဆောင်တွေရောလောက်ပါလိနော်ဒီမှာလာနေရပါလိနော်ဒီသားစုအားလားအားလုံးကဘယ်ဘယ်နှစုလားနဆက်တဆုအော်အခုဒီဒီမှာအကုန်နေကြတာဗောလေနော်ဟောဟိုဘက်မှာရောမြိုင်မှနေတာဟိုတန်းကလင်းဖြစ်သွားလို့နေဖို့အတွက်ခက်ခဲဖြစ်သွားလို့ဒီမှာလာနေနေရဗောလေနော်အော်အခုကဘာဘာလိုအပ်တာလည်းမသိဘူးဒီမှာ ကဲလိုအပ်တာကိုပြောတယ်ဒီကနေ့ကားဖို့ပေါ့เนาะစံတို့စီတို့ပေါ့เนาะပုံကြောက်ပေါ့သူစားစားတော့ပုံပြစီသွားတော့ပေါ့เนาะရေးတဲ့အဓိကတော့ရေလိုအပ်ပါတယ်အရှင်တော့စေဝါလည်းလိုတယ်လူကြီးဒီမတွေပါအတွက်စေဝါတွေကလင်းငယ်တွေပါအတွက်စေဝါလည်းလိုရပါတယ်အရှင်နောက်ပြီးတော့စားဖို့အတွက်စံတို့စီတို့ပေါ့เนาะစားတော့ပုံလေး ဒီမှာကျတော့ရေတွေပါလေကျတော့အခုကရေကန်လည်းမတွေ့ဘူးကွာဒီမှာစားတော့မှာအခုကခုံမဆောက်နေတော့ဟုတ်ကဲ့ရှင်ဒါတော့မရေခံရတော့မရောက်သေးပါဘူးရှင်အင်တာလည်းမတွေ့ဘူးအင်တာကဟုတ်ပါလားအင်တာလည်းမတွေ့ပါဘူးရှင်အော်အဲ့အခုမှလောက်တောင်းဆိုတော့သွားမယ့်နေရာတော့မရှိဘူးပေါ့လေနော်ရေးပဲအဓိကလိုနေပါလေအခုချိန်မှာတော့အဓိကဖြစ်နေရတော့ရေးပါပဲခင်ဗျဒီအိမ်နာရေပေါ့နော်အိမ်နာလည်းအခုကြေကြေပြနေပါတယ် သွားတယ်လာတယ်ဟာအကွင့်မြင်မှာဖြစ်နေပါတယ်အခက်ခဲပြနေတာကြောင့်ရေတွေလည်းရေးပေါ်တောက်ရေတွေလည်းအခက်ခဲပြနေတာကြောင့်မဟုတ်တော့ဒီမှာခုနှစ်ရက်သားသမီးတွေကနေလူသားတဲ့လူရှင်တွေကနေပေါ့လေနော်ဒီမှာရေတက်နဲ့ဆန်ဆယ်အိတ်ပေါ့လေနော် အခုဒီဟာအကြတော့ပေါ့နော်ဆန်နဲ့ရေတက်ပေါ့လေနော်အခုဒီမှာလူထားမှာပေါ့လေနော်အခုဒီမှာသွားတာပေါ့ခုနှစ်ရက်သားသမီးလူရှင်တွေကနေစုပေါင်းမှလူတန်းပေးရမယ်မြပြီးမှသုံးဆောင်ကြပေါ့လေနော်သုံးဆောင်ပါမယ်ဟုတ်ကဲ့ပါအကြည့်လူမြသုံးဆောင်ပါမယ်ဟုတ်ကဲ့ပါအခုကြတော့ဒီနေရာကြတော့နန်းဦးလွင်နန်းမှာပေါ့လေနော် ီနေရာမှာကျတော့ဂျောင်လဲကြသတော်မလို့ကျွန်တော်တို့တော့မှပေါ့လေနော်နေရာတကာအနှံ့သွားတာတော့မှဒီနေရာတော့မှပေါ့လေနော်အဲသူများညွန်ပြလိုက်လို့တိတာပြစ်တာပေါ့လေနော်အခက်ခက်ပြစ်တာကြတော့ပေါ့လေနော်ခုဒီမှာကြတော့အလူရှင်တွေလည်းပေါ့လေနော်မတိတာကြောင့်မလို့မလာကြတာတဲ့ခုဒီမှာရေသွင်းလည်းမရှိအင်တာလည်းမရှိစားဖို့ပေါ့လေဒီလိုကွင်းပြင်မှာနေနေရတာပေါ့လေဒီမှာမလင်းသေးသေးမိသားစုဒီမှာကြတော့အင်ထောင်စု20ကျော်ပေါ့လေနော်ဟိုဘက်မှာလည်းခွဲနေတာပေါ့လေနော်ဒီမှာသူများဝင်းထဲမှာခုဆိုရင်နေဆရာလည်းမရှိတောက်ဆရာရေလည်းမရှိမအင်တာကအစမရှိတာပေါ့လေနော်အခက်ခက်ပြစ်တာကြတော့ပေါ့လေနော် အဲအလူရှင်တွေလည်းပေါ့နော်မထင်တာမင်းသာရှိတဲ့နေရာမှာတွေလူတဲ့နေရာမှာဆိုရင်အများကြီးလူကြတာပေါ့နော်တကယ်အလူငွေမရတဲ့နေရာမှာဆိုရင်ဂျောင်းမလောင်မနေရာမှာတွေအများကြီးပါနော်တကယ်လို့များလူတန်းရှင်တဲ့လူများရှိနေပေါ့နော်ဒီမှာလည်းလာလူတန်းပေးကြပါလို့အားလုံးကိုမေတ္တာရက်ခံပါတယ်နော်ကိုကြီးလူတန်းပေးကြတဲ့ ခုနှစ်ရက်သားသမီးအလူရှင်တွေကိုလည်းအရင်ကျေးဇူးတင်ပါတယ်နော်အားလုံးစိတ်ကြမ်းမှချင်းကိုကြမ်းမှချင်းပြည့်စုံနိုင်ရုံဒါမှမဟုတ်မြန်မာပြည်လက်ရေပေးမြေပေးစစ်ပေးကနေလည်းငလင်ပေးကနေလည်းအမြန်ဆုံးကင်းလွတ်နိုင်ကြပါစေလို့ဆုတောင်းပေးပါတယ်နော်အားလုံးစိတ်ကြမ်းမှချင်းကိုကြမ်းမှချင်းနဲ့ပြည့်စုံနိုင်ကြပါစေမြန်မာပြည်လက်မြန်ဆုံးအေးချမ်းသာယာပျော်ရွှင်လာပါစေလို့ဆုတောင်းပေးပါတယ်နော်ဘာမှအားမငယ်နဲ့တော့အချင်းပြင်းပြန်လာခဲ့မယ်နော်ကျေးဇူးများတင်ပါတယ်